နောက်ဆုံးသောကာလခရစ်တော်၏ဟောပြောဆွေးနွေးချက်များဖျားသခင်အားအစေခံခြင်းနှင့်သက်ဆိုင်သောနှုတ်ကပတ်တော်များကောင်းနှုတ်ချမ်းအတင်းတော်ကောင်းဆောင်သို့မဟုတ်အမှုဆောင်တယောက်အနေဖြင့်တင်းသည်တမန်တော်စစ်မှန်မှုထဲသို့ဝင်ရောက်ခြင်းနှင့်ဖျားသခင်အတွက် ကောင်းမွန်သည့်တသက်ကိုခံခြင်းတွင်ဖျားသခင်ရွေးချယ်ထားသော သူတို့ကိုဥဆောင်ရမည်ဆိုလျင် အရေးကြီးဆုံးမှာဖျားနှုတ်ကပတ်တော်ကိုဖက်ကာတမာတရားကိုမိတ္တဟာယပြုရင် အချိန်ကိုပို၍ကုံဆုံးစေရာတွင် လူတို့ကိုလမ်းပြပေးရန်ဖြစ်သည်ဤသို့ဖြင့်ဖျားသခင်ရွေးချယ်ထားသော သူတို့သည် လူသားကိုကယ်တင်ရာတွင်ဖျားသခင်၏ဥတီချက်များနှင့် ဖျားအမှုတော်၏ရည်ရွယ်ချက်အပေါ်ပုံမူလေးနဲ့တော်တည်မြဲမှုကိုရရှိနိုင်ပြီးဖျားတခင်၏ရည်ရွယ်ချက်များနှင့် လူသားအတွက်သူ၏အမျိုးမျိုးသောတတ်မှတ်ချက်များကို နားလည်နိုင်မည်ဖြစ်သည်ဤနည်းအားဖြင့်လူတို့သည်မိမိတို့၏တာဝန်ကိုကောင်းမွန်စွာထမ်းဆောင်ခွင့်နှင့်ဖျားတခင်ကို စိတ်ကျေနပ်ခွင့်ရကြသည်တင်သည်မေတ္တဟာယဖွဲ့ဖို့နှင့် တရားဟောဖို့စုဝေးကြသည့်အခါတွင်တင်ဤအတွေ့အကြုံဆိုင်ရာတတိခံချက်များကို လက်တွေ့ကြကြပြောရမည်ဖြစ်ပြီးစကလုံးများအယူဝါဒများအားဟောခြင်းဖြင့်ကျေနပ်ခြင်းမရှိရပေ။ဘုရားနှုတ်ကပတ်တော်များကိုတင်စားတော့သည့်အခါတွင်တမန်တရားကိုနားလည်ခြင်း၌အာယုံဆိုင်ရမည်ဖြစ်ပြီးတမန်တရားကိုသင်နားလည်သည်နှင့်ယင်းကိုစူးစမ်းပြီး လက်တွေ့လှုပ်ဆောင်ရမည်ဖြစ်သည်ဒီလင်ရင်ကိုလက်တွေ့လှုပ်ဆောင်သည့်အခါမှသာတမာတရားကို အမှန်တကယ်နားလဲလိမ့်မည်ဖယားနှုတ်ကပတ်တော်များကို မိတ္တဟာယပြုသည့်အခါတွင်တင်တိတိအရာကို ပြောလောမကြွားနှင့်တာဝင်မဲ့သောမှတ်ချက်များမပြုနှင့်စကလုံးများနှင့်အယူဝါဒများကို လွယ်လွယ်မပြောနှင့်ပြီးလင်း ချက်ကားမပြောနှင့်တင်ချက်ကားပြောလျင်လူတို့ကတင့်ကိုမုံတီးမိဖြစ်ပြီးနောက်ပိုင်းတွင်တင်သည်အပြစ်ရှိသည်ဟုခံစားရလိမ့်မည်ပြီးလျင်တင်သည်ကြီးစွာနောင်တရပြီးစိတ်မကောင်းဖြစ်လိမ့်မည်ဤအရာများအားလုံးကိုတင်ကိုတင်အပေါ်ယူဆောင်ပြီးဖြစ်လိမ့်မည်တင်သည်စကလုံးများနှင့်အယူဝါဒများကိုသာ ဟောပြောပြီး လူများကိုဩဝါဒပေးပြီးပြုပြင်မှတ်သာ၎င်းတို့ကိုတမန်တရားနားလည်စေပြီးလက်တွေ့ကြမှုထဲသို့ဝင်ရောက်စေနိုင်သလောတင်မိတ်တဟာယပြုသည့်အရာသည်လက်တွေ့မကြလျင်စကားများနှင့်အယူဝါဒများသာဖြစ်လျင်၎င်းတို့ကိုတင်မီမျှပြုပြင်ပြီးဩဝါဒပေးပါစေအကျိုးရှိမည်မဟုတ်ပေလူတို့ကတင့်ကိုကြောက်ရွံ့ခြင်း သင်ပြောသည့်အရာကိုလှောက်ဆောင်ခြင်းနှင့်မကန့်ကွက်ရဲခြင်းတို့သည်တမာတရားကို၎င်းတို့နားလည်ကာကြုံနာခံခြင်းနှင့်အတူတူဖြစ်သည်ဟုသင်ထင်သလားဤဒီမှာကြီးမားသောအမာတစ်ခုဖြစ်သည်အသက်ဝင်ရောက်မှုသည်အလွန်ရိုးရှင်းခြင်းမရှိပေခေါင်းဆောင်အချို့သည်အမြင်ကောင်းစေရန်အတွက်စ조사နေသောမနင်ကြအစ်စ်တယောက်နှင့်တူသည်လူတိုင်းက၎င်းတို့ကို ကျွန်းနနာခံရန်အတွက်ဖျားသခင်ရွေးချယ်ထားသော သူတို့အပေါ်၎င်းတို့ဤလက်တလောရရှိထားသည့်အာနာကို အသုံးချရန်ကြိုးစားပြီးဤသို့ဖြင့်၎င်းတို့အလောက်ကပို၍လွယ်ကူလိမ့်မည်ဟုထင်ကြသည်တင်တင်တမာတရားလက်တွေ့ကြမှုကင်းမဲ့လျင်မကြာခင်တွင်တင်ဤစင်မှန်သောဝိညာဉ်ရင်ကြမှုက ထုတ်ဖော်ခံရလိမ့်မည်တင်ဤတယုံမှန်ကပေါ်ထုတ်ခြင်းခံရလိမ့်မည် တင်ဒီကောင်းစွာဖယ်ရှားရှင်းလင်းခြင်းခံရနိုင်ပေမည်။စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်အချို့တွင် အနှဲငယ်ပြုပြင်ခြင်းနှင့်ပယ်ပြင်ဆုံးမခြင်းသည်လက်ခံနိုင်ဖွယ်ဖြစ်သည်။တို့ရာတွင်တင်ဒီတမာတရားကိုမိတ္တဟာယပြုနိုင်စွမ်းမရှိပါကအစုံ၌ပြတနာများကို ဖြေရှင်းနိုင်အောင်မီမဟုတ်တကယ်သောဤတို့ဖြင့်အလုတ်ဤရလတ်များကိုထိခိုင်းလိမ့်မည်။ အသင်းတော်၌မြည်သည့်ပြတနာများပေါ်ပေါက်သည်ဖြစ်စေလူများကိုတင်ဆက်၍ဩဝါဒပေးပြီးအပြစ်တင်နေလျင်တင်သည်အစဉ်စိတ်တုံသည့်ပုံစံဖြင့်ပြုမှုနေယုံသာရှိလျင်ဤဒီမှာတင်ဤဖောက်ပြန်ပျက်စီးသောစေတဘောထားကသူပါသာသူ ထုတ်ဖော်ပြနေခြင်းဖြစ်လေသည်တင်သည်တင်ဤဖောက်ပြန်ပျက်စီးခြင်းဤအကျဉ်းတန်သောမျက်နာကိုပြသပြီးဖြစ်သည် သင်သည်အမြဲတမ်းအထက်စီးမှနေ၍လူများကိုဤကဲ့သို့ဩဝါဒပေးနေပါက အချိန်ကြာလာသည်နှင့်အမျှလူများသည်တင့်ထံမှအသက်ပန့်ပိုးမှုကိုလက်ခံရရှိနိုင်မည်မဟုတ်ပေ။၎င်းတို့သည်လက်တွေ့ကြသည့်မြည်သည့်အရာကိုမျှရလိမ့်မည်မဟုတ်ပေ။ထိုအစားသင်သည်အလွန်မုန်းတီးခြင်းနှင့်ယွန်ရှားခြင်းသာခံရလိမ့်မည်။ထိုအပြင်ချင်းချင်းနိုင်စွမ်းမရှိသောကြောင့် ်တင်ဤဩဇာလွှမ်းမိုးခြင်းကို ခံခဲ့ရပြီးသည်နောက်အခြားသူများကိုထိုနည်းသူဩဝါဒပေးပြီး ပြုပြင်မိလူအချို့ရှိလိမ့်မည်ဖြစ်သည်၎င်းတို့သည်လည်းထိုနည်းသူစိတ်ဆိုးပြီးဒေါသထွက်ကြလိမ့်မည်တင်သည် လူများ၏ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ယုံသားမက၎င်းတို့၏ပေါပြံပြည့်စည်သောစေတဘောထားများကိုလည်း ားပေးမြင့်တင်ပေးနေမိလိမ့်မည်ယင်က၎င်းတို့အားပျက်စီးခြင်းစီတို့လမ်းကြောင်းပေါ်ဥဆောင်နေခြင်းမဟုတ်လောယင်ကစိုးရုပ်သည့်အပြုအမူတစ်ခုမဟုတ်သလောကောင်းဆောင်တဦးသည်တမန်တော်အကြောင်းမိတ္တဟာယပြုခြင်းနှင့်အသက်ကိုထောက်ပံ့ပေးခြင်းတို့အားဖြင့်အ धिक ဥဆောင်တင်သည်တင်သည်အစဉ်တစ်ဖြင့်အပေါ်စီးမှနေကအခြားသူများအား ဩဝါဒပေးလျင်၎င်းတို့သည်တမန်တော်ကိုနားလည်နိုင်လိမ့်မည်လော။တင်သည်အချိန်အတော်ကြာအောင်ဤနီးလန်းဖြင့်အလုလုလျင် လူများကတင့်ကို အရှိအတိုင်းရှင်းလင်းစွာမြင်လာသည့်အခါတင့်ကို၎င်းတို့ကစွန့်ပြစ်လိမ့်မည်။ဤတို့အလုလုချင်းအားဖြင့်လူများကိုဘုရားသခင်၏ရှေးမောင်းသို့တင်ခေါ်ဆောင်နိုင်သလော။တင်တေချပေါ့မခေါ်ဆောင်နိုင်ပင်။ သင်လုံနိုင်သည့်အရာမှာအတင်းတော်အလုတ်ကို ပြည့်စည်အောင်လုပ်မိပြီးဘုရားသခင်ရွေးချယ်ထားသောလူများကိုသင်အားယွန်ရှာဆက်ဆုပ်ပြီးစွန့်ပစ်ဖို့ဖြစ်စေရုံသာရှိသည်အတိတ်တွင်ဤအကြောင်းရင်းအတွက်ဖယ်ရှားရှင်းလင်းခံခဲ့ရသည့်ခေါင်းဆောင်နှင့် အမှုဆောင်အချို့ရှိသည်၎င်းတို့သည် တကယ့်ပြဿနာများကို ဖြေရှင်းရန်တမန်တော်နှင့်ပတ်သက်၍မေတ္တာဟာရမပြုနိုင်ခဲ့ကြ။ ဖျားနှုတ်ကပတ်တော်များကိုစားတော့ရန် လူတို့ကိုမဥဆောင်နိုင်ခဲ့ကြ။တို့မဟုတ်လူတို့အားမိမိတို့ကိုကိုတိနားလည်ရန်မဥဆောင်နိုင်ခဲ့ကြပေ။ဤပဒါနာကြတော့အလौတခုကိုမျှ၎င်းတို့မလုဆောင်ခဲ့ကြပေ။၎င်းတို့သည်မိမိတို့ကိုကိုထိတ်ပေါ်တင်ထားခြင်းလူတို့ကိုဩဝါဒပေးခြင်းနှင့် အမိန့်များပေးခြင်းကိုသာ အာယုံဆိုင်ကြသည်။ ဤအရာကိုလှောက်ဆောင်ခြင်းအဖြစ်အတင်းတော်ကောင်းဆောင်တူဤအလုတ်ကိုလှောက်ဆောင်နေခြင်းဖြစ်သည်ဟုတွေးထင်နေခဲ့ကြသည်အကျိုးဆက်အနေဖြင့်၎င်းတို့သည် အထက်ကထုတ်ပြန်သည့်အလုတ်အစီအစဉ်များကိုတိခဲ့လျင်ပင် ဆောင်ရွက်ခြင်းမရှိခဲ့ကြတကဲ့သို့တတ်တမမတ်အလုတ်များကိုလည်းကောင်းမွန်စွာမလှောက်ဆောင်ခဲ့ကြပေစကလုံးများနှင့်အယူဝါဒများကို လေရှည်ခြင်းနှင့် ဆောင်ပုတ်များကိုဟစ်ကြွေးခြင်းတို့အပြင်၎င်းတို့လှုပ်ဆောင်ခဲ့သည်များမှာမိမိတို့ကိုယ်ကို ထိတ်ပေါ်တင်ကလူတို့ကိုကြောင်းကျိုးမမြင်ပဲဩဝါဒပေးပြီးပြုပြင်ရန်ဖြစ်သည်ဤအရာကလူတိုင်းအားဤကောင်းဆောင်များနှင့်အမှုဆောင်များပေါ်ကြောင်းရွံ့စေပြီးရှောင်ရှားစေကလူတို့သည်၎င်းတို့ထံပြတနာများကို အစီရင်မခံဝင့်ကြချင်ဤတို့ပြုမှုဆောင်ရွက်ခြင်းအဖြစ် ခေါင်းဆောင်များနှင့်အမှုဆောင်များသည်မိမိတို့၏အလုတ်ကိုချွတ်ချော်စေခဲ့ကြပြီးလုံးဝရက်တန့်သွားစေခဲ့ကြသည်။၎င်းတို့အနေဖြင့်စစ်မှန်သည့်မြည်သည့်အလုတ်ကိုမျှမလုဆောင်ခဲ့ကြအောင်သဘောပေါက်သွားကြသည်မှာဖျားအိမ်တော်က၎င်းတို့ကို ဖြုတ်ချခဲ့သည့်အချိန်တွင်သာဖြစ်သည်။၎င်းတို့အနေဖြင့် နောင်တများစွာခံစားခဲ့ရကောင်း ခံစားခဲ့ရမည်ဖြစ်တော်လဲ။နောင်တများကအတုံးမဝင်ပေ။၎င်းတို့သည် ဖြုတ်ချကာဖေရှားရှင်းလင်းခြင်းခံခဲ့ကြရစေဖြစ်သည်။